ရသခင်ဂျေဇုတော်ချီးမွမ်းပါတယ်နှုတ်ကပတ်တော်အဖြစ်သူတို့ကအစဉ်ချင်းခွန်အားယူဖို့ရန်အတွက်ကောရိန္သုဩဝါဒစာပထမဆုံးခန်းကြီး15အပိုင်းငယ်18မှ19ခရစ်တော်သည်ထမြောက်တော်မူမူလင်သင်တို့သည်ယုံကြည်တော်လဲအကျိုးမရှိဒုစရိုက်အပြစ်အောက်၌ရှိကြသည်ထိုမှတပါခရစ်တော်ကိုယုံကြည်၍အိပ်ပျော်သော သူတို့သည် ဆုံးရှုံးခြင်းသို့ ရောက်ကြပြီငါတို့သည် ခရစ်တော်ကိုအမိပြု၍ယခုဘဝ၌သာ မျော်လင့်စရာရှိလင် အခြားသောသူ အပေါင်းတို့ထက်သာ၍စင်ရဲသောသူဖြစ်ကြ၏ကျွန်ဒီနောက်ကဘတော်မှာအပွားကိုဖော်ပြလဲဆိုရင်တော့သခင်ယေရှုခရစ်သာလောကတိုင်းမှာအသေခံပြီးပြီးသွားမယ်ဆိုရင် ထားမြောက်တော်မူခြင်းမရှိဘူးဆိုရင်သေခြင်းကိုမအောင်မြင်ဘူးဆိုရင်သင်တို့ယုံကြည်တော်လဲအကျိုးမရှိပါဘူး ကျွန်တော်ယုံကြည်ခြင်းဟာအကျိုးမရှိတော့ဘူးတဲ့ခရစ်တော်ထမြောက်လို့ကျွန်တော်ယုံကြည်ခြင်းဟာအကျိုးရှိသွားတာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုရင်တော့တခင်ရှုကလဝါးကလိုက်မှာတည်ပြီးပြီးသွားရင်ဒါကအပြစ်တရားကိုမအောင်မြင်ဘူး။ကျွန်တော်တို့ကဒူးဆိုင်အပြစ်အောက်မှာရှိနေအောင်မှာဖြစ်ပါတယ်။တခင်ရှုကလဝါးကလိုက်မှာကျွန်တော်တို့အပြစ်တွေကိုယူဆောင်ပြီးတော့မပြီးသွားဘူး။တခင်ရှုကအပြစ်တရားရဲ့အခသေခြင်းကိုသုံးရမြောက်သောနေ့ဒီနေ့တနင်္ဂနွေနေ့မှာရှင်ပြန်ထမြောက်ခဲ့တာဖြစ်ပါတယ်။ဒီနေ့ကရှင်ပြန်ထမြောက်ရနေ့ဖြစ်တယ်။ တခင်ရှူသုံးရမြောက်သောနေ့မှာသေခြင်းကိုအောင်မြင်ပြီးတော့ရှင်ပြန်ထမြောက်ခဲ့တဲ့နေ့ဖြစ်ပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့တခင်ရှူကိုယုံကြည်တဲ့အခါမှာအကျိုးရှိတယ်။ဒုစရိုက်အပြစ်အောက်မှာကျွန်တော်ကမရှိတော့ဘူး။တခင်ခွတ်တော်သားမထမြောက်ခဲ့ဘူးဆိုရင်တခင်ခွတ်တော်ကိုယုံကြည်ပြီးတော့အိပ်ပျော်သောသူတွေကလည်းဆုံရှုံခြင်းကိုရောက်မှာဖြစ်ပါတယ်။တခင်ရှူကိုယုံပြီးသေလွန်သွားတဲ့သူတွေကလည်းဆုံရှုံမှာဖြစ်တယ်။တခင်ခွတ်တော်သားမထမြောက်ဘူးဆိုရင်ခရစ်တော်ကိုအမှီပြု၍ကျွန်တော်ကယခုဘဝမှာပဲ မျောလင့်စရာရှိမယ်ဆိုရင်တခင်ခွတ်တော်ကဒီဘဝအတွက်ပဲကျွန်တော်တို့ကိုမဆာနိုင်နေဆိုရင်ကျွန်တော်တို့လောက်ဆင်းရဲသောသူကျွန်တော်တို့လောက်ဆုံးရှုံးသောသူမရှိတော့ဘူးလို့တမန်ကျမ်းစာကဖော်ပြပါတယ်။ဒါကြောင့်မို့တခင်ခွတ်တော်ကသေခြင်းကိုရှင်ပြန်အောင်မြင်ခြင်းအပြင်ကျွန်တော်တို့ကယခုဘဝနောက်ဘဝမျောလင့်စရာအကြောင်းဖြစ်သွားတယ်။ယခုဘဝနောက်ဘဝချမ်းသာဒုက္ခကိုဝင်စားရသောသူဖြစ်ပါလေ။ယခုဘဝမှာလည်းတခင်ခွတ်တော်အပြင်ညီတဲ့ချင်းချမ်းသာ ဝမ်းမြောက်ခြင်းဖခင်ရဲ့ကောင်းကြီးတွေကိုနေ့စဉ်ခံစားရတယ်လို့နောင်ဘဝမှာလည်းတက်မလွန်မှာလည်းသာဝရဒုက္ခချမ်းသာကိုသခင်ခရစ်တော်အဖင်ကျွန်တော်ကဝင်စားရမှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုရင်တော့ယေရှုခရစ်တော်ဖခင်သည်သိခြင်းကိုထမြောက်ပြီးတော့ရှင်ပြန်အောင်မြင်ခဲ့သောကြောင့်ဖြစ်ပါတယ်။ဒါကြောင့်မို့သခင်ယေရှုခရစ်တော်ဖခင်ကသိခြင်းကိုအောင်မြင်ပြီးတော့ရှင်ပြန်ထမြောက်ခဲ့တာဖြစ်ပါတယ်။သိခြင်းကိုအောင်မြင်သွားတယ်။ဒါကြောင့်မို့သင်ဟာယေရှုခရစ်တော်ဖခင်ကိုယုံကြည်ရင်သင်ဟာလည်း သိခြင်းကိုအောင်မြင်တော်သူဖြစ်တယ်။သိခြင်းကကျွန်တော်တို့ကိုချုပ်ထားလို့မရတော့။သိခြင်းကကျွန်တော်တို့အတွက်ဆုံရှုံခြင်းမဟုတ်တော့။သခင်ခွတ်တော်ဖခင်ကသိခြင်းကိုအောင်မြင်ပြီးတော့ရှင်ပြန်ထမြောက်ခဲ့သောကြောင့်ဒီနေ့မှသခင်ရှုထမြောက်ခဲ့သောကြောင့်ကျွန်တော်တို့ဒီတနေ့ဝင်နေ့မှာဝတ်ပြုခိုးကိုရခြင်းဖြစ်ပါတယ်။သခင်ခွတ်တော်ဖခင်သိခြင်းကိုအောင်မြင်တော့ကြောင့်ကျွန်တော်တို့ကသိခြင်းကိုတော့ကြောက်เสียအကြောင်းမရှိတော့။သိရမှာတော့မကြောက်တော့ဘူးဆိုရင် ကျွန်တော်တို့ကလောကမှာ ဘေးအရာကမှကြောက်စရာအကြောင်းမရှိတော့စောင်းဝနေ ပြဿနာလူမှုရေးနိုင်ငံရေးစီးပွားရေးဘေးပြဿနာမှကျွန်တော်ကကြောက်စရာအကြောင်းမရှိတော့ဘာဖြစ်လို့လဲဆိုတော့တည်ခြင်းကိုအောင်မြင်တဲ့ယုံကြည်ခြင်းကိုရထားသောကြောင့်ဖြစ်ပါတယ်ဒီနေ့ယေရှုခရစ်တော်ဘုရားကတည်ခြင်းကိုအောင်သောကြောင့်ကျွန်တော်တို့ကလည်းတည်ခြင်းကိုအောင်မြင်သောသူတွေဖြစ်ပါတယ်ဒါကြောင့်မို့တည်ရမှာတော့မကြောက်မှာတော့ကျန်တဲ့ဘေးအရာကမှကျွန်တော်တို့ကိုကြောက်သွားအောင်လုပ်လို့မရတော့ပါဘူးအဲ့ဒီယုံကြည်ခြင်းနဲ့ကျွန်တော်တို့ကနေ့စဉ်အသက်ရှင်ဖို့ဖြစ်ပါတယ် နောက်တမလုံးမှာအပြစ်ကြောင့်ငရေသွားရမယ်အနေထားနေကျွန်တော်တို့ကလွတ်မြောက်သောသူတွေဖြစ်တယ်ကျွန်တော်လူသားအားလုံးကအပြစ်သားတွေဖြစ်ပါတယ်ဘယ်ဘာသာဝင်ဖြစ်ပါစေဘယ်လူမျိုးဖြစ်ပါစေလူတိုင်းကအပြစ်သားဖြစ်တယ်အပြစ်ရှိသောကြောင့်ဒီအကုသိုလ်တွေရှိသောကြောင့်ကျွန်တော်တို့ကသေပြီးရင်အပယ်ငရေကိုသွားအောင်ဖြစ်ပါတယ်အဲ့ဒီအပယ်ငရေမသွားရဖို့ရန်အတွက်အကုသိုလ်တွေကလွတ်မြောက်ဖို့လူတွေကကောင်းမှုကုသိုလ်တွေကိုစူးစမ်းပြီးတော့အကျင့်သီလတွေကိုတည်ဆောက်ကြပါတယ်တို့ရတွင် ကုသိုလ်တပည့် ငရေတပိတ်တာပါပဲလူကဘလို့မှကောင်းအောင်မလုံနိုင်ဘူးကောင်းအောင်လုံနိုင်တယ်လို့ငင်းချက်ထုတ်ပါစေဦးလူကမွေးကလေးကအပြစ်ပါပြီးသားဖြစ်နေတယ်မွေးရပါလောဘဒေါသမောဟနဲ့မွေးလာတာဖြစ်ပါတယ်ဒါကြောင့်မွေးရပါပါလာတဲ့အဲ့ဒီလောဘဒေါသမောဟကိုကင်းစင်သွားအောင်လူကမလုံနိုင်ဘူးအပြင်ကိုထွက်မလာအောင်ပဲထိန်းထားလို့ရပါတယ်ကိုယ့်ရဲ့တရားနဲ့ကိုယ့်ရဲ့ကျင့်စဉ်နဲ့ကိုယ့်ရဲ့ကောင်းမှုကုသိုလ်နဲ့အပြင်ကိုထွက်မလာအောင်ပဲလောဘဒေါသမောဟကို ထိန်းထားလို့ရတယ်။ကင်းစင်တော့မတတ်နိုင်ဘူး။အဲဒီလောဘဒေါသမောဟတွေကင်းစင်မှသာလေကျွန်တော်တို့ကအပြစ်ကင်းပြီးတော့တက်မလုံးမှာသာဝရဒုက္ခချမ်းသာကိုဝင်စားမှာဖြစ်ပါတယ်။အပြစ်ရှိရင်တော့ကျွန်တော်ကအပင်ငယ်ကိုတွားရမှာဖြစ်ပါတယ်။ဒါကြောင့်မို့အပြစ်ကနေလွတ်မြောက်အောင်မလုံနိုင်နဲ့ကျွန်တော်လူသားအားလုံးအတွက်ယေရှုခရစ်တော်ဖရာသည်လောဘကတိုင်းမှာကိုစားအသေးခံပေးခြင်းဖြစ်ပါတယ်။ခရိယန်တွေအတွက်အသေးခံပေးတာမဟုတ်ပါဘူး။လူမျိုးစုတစုတစုအတွက်ပဲအသေးခံပေးတာမဟုတ်ဘူး။ လူသားအားလုံးအတွက်သခင်ရှုကလက်ဝါးကတိုင်းမှာအသိခံပေးတာဖြစ်တယ်။လူသားတွေကိုယ်ပါကို ဖြည့်ရှင်းလို့မရတဲ့အဲဒီအပြစ်ရဲ့အကျိုးအတွက်ယေရှုခရစ်တော်ပြားသည်လက်ဝါးကတိုင်းမှာအသိခံခြင်းအပြင်ဆက်ပေးသွားတယ်။သေပြီးပြီးသွားရင်အပြစ်ကိုမအောင်မအောင်သေပြီးမပြီးပါဘူး။သခင်ရှုကအပြစ်တရားရဲ့အခါသေခြင်းကိုသုံးရမြတ်သောနေ့ဒီနေ့မှာရှင်းပြထမြောက်ပြီးတော့အောင်မြင်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မို့ယေရှုခရစ်တော်ပြားကိုယုံရင်ကျွန်တော်တို့ကအပြစ်ကနေလွတ်မြောက်ပြီးတော့အပင်ငယ်မသွားရတော့ဘူး။ထာဝရသူကချမ်းသာကို ဝင်စားမှာဖြစ်ပါတယ်။သခင်ခွတ်တော်ထမြောက်ခြင်းကြောင့်ကျွန်တော်တို့ယခုဘဝမှာလည်းမျောလင့်စရာရှိတယ်။နောက်ဘဝမှာလည်းမျောလင့်စရာရှိတယ်။သခင်ခွတ်တော်သာမထမြောက်ဘူးဆိုရင်သခင်ခွတ်တော်ကိုယုံကြည်ရင်ယခုဘဝအတွက်ပဲမျောလင့်စရာရှိရင်ကျွန်တော်တို့ကတဲ့အခြားသောသူတွေထက်ဆင်းရဲသောသူဖြစ်တယ်လို့တမန်ကျမ်းစာကဖော်ပြပါတယ်။ဒါကြောင့်မို့သခင်ရှုကိုယုံကြည်ခြင်းကယခုဘဝအတွက်ပဲမျောလင့်စရာရှိတာမဟုတ်ပါဘူး။နောက်ဘဝအတွက်ပါမျောလင့်စရာရှိတယ်။တမလွန်အတွက်ပါမျောလင့်စရာရှိတဲ့အတွက်ကြောင့်ကျွန်တော်တို့က သခင်ခရစ်တော်ရဲ့ချမ်းသာဒုက္ခကိုခံစားတော်သူဖြစ်ပါတယ်။အဲ့ဒီချမ်းသာဒုက္ခဆိုတာရွှေငွေလောကအရာတွေကိုပဲပြောတာမဟုတ်ပါဘူး။ကျွန်တော်တို့အတွင်းထဲမှာငြိမ်သက်နေတဲ့ချမ်းသာဖြစ်တယ်။အဲ့ဒါကပတ်စံနဲ့ဝယ်လို့မရပါဘူး။ယခုဘဝလောကမှာအသက်ရှင်တဲ့အခါမှာလည်းအတွင်းထဲမှာငြိမ်သက်ပြီးတော့အေးချမ်းပြီးတော့သခင်ယေရှုခရစ်တော်ဘုရားရဲ့ဝမ်းမြောက်ခြင်းငြိမ်သက်ခြင်းကောင်းကြီးမင်္ဂလာတွေကိုအပြည့်အဝခံစားရပြီးတော့နောက်တမလုံးမှာလည်းထာဝရဘုရားကြီးအိမ်တော်မှာအစဉ်မြဲနေရဖို့မျှော်လင့်စရာအခွင့်ရှိနေပါတယ်။ ကျွန်တော်ကသခင်ခွတ်တော်ကိုယုံကြည်ခြင်းအပြင်ဒီလောကကြီးကိုအောင်မြင်တော်သူဖြစ်ခွင့်ရတယ်။ဒီလောကကကျွန်တော်တို့ကိုချုပ်ထားလို့မရအောင်ဒီလောကကကျွန်တော်တို့ကိုဘလို့မှဆွဲချလို့မရတော့ကျွန်တော်တို့ကလောကအထဲမှာအောင်မြင်တာမဟုတ်ဘူးနော်။လောကကြီးကိုအောင်မြင်တော်သူဖြစ်တယ်။သခင်ရှုကလောကကိုအောင်တယ်။လောကရဲ့ဒုက္ခဆင်းရဲခြင်းနဲ့အိုခြင်း၊နာခြင်း၊သေခြင်းနောက်ဆုံးသေခြင်းကိုပါသခင်ရှုကအောင်မြင်ခဲ့တာဖြစ်တယ်။ဒါကြောင့်မို့သခင်ရှုကိုယုံကြည်တဲ့သင်တဲ့ကျွန်တော်ကလည်း ိုခြင်းနာခြင်းသိခြင်းလောကရဲ့ဒုက္ခဆင်းရဲခြင်းတွေလောကရန်တရားတွေအားလုံးကိုအောင်မြင်ပြီးတော့သိခြင်းကိုပါအောင်မြင်ရတဲ့အခွင့်ရရှိတာဖြစ်ပါတယ်။ဒါကြောင့်မို့သင်ကယေရှုခရစ်တော်ဖျားကိုယုံကြည်ခြင်းအဖြစ်အသက်ရှင်မယ်ဆိုရင်တော့ဒီလောကကြီးကိုအောင်မြင်သောအသက်တာနဲ့နေစဉ်အသက်ရှင်နိုင်မှာဖြစ်ပါတယ်။ဒါကြောင့်မို့သိခြင်းကိုအောင်မြင်တဲ့အရှင်မြတ်ထားမြောက်ခဲ့တဲ့ယေရှုခရစ်တော်ဖျားကိုယုံကြည်ပြီးတော့အဲဒီခရစ်တော်ဖျားကိုသင်ကနေ့စဉ်အားကိုးခိုးလုံမယ်ဆိုရင်တော့ဒီလောကကို အောင်မြင်သောအသက်တာနဲ့နေရရှင်တိုင်းမှာဖခင်ရဲ့ညီသက်ဝမ်းမြောက်ခြင်းတွေကိုယခုဘဝမှာလည်းခံစားရပြီးတော့နောက်တံမလုံးမှာလည်းထာဝရဖခင်ရဲ့အိမ်တော်မှာအရှင်မြင်နေရမယ်ဆိုတဲ့အကြောင်းကိုဝင်းကားပါတယ်အားလုံးပေါ်မှာဖခင်ရှင်ကောင်းကြီးပေးပါစေ